အဒဝင်ဒူပေါ့နော်ပထမဇနင်းကွင်းလေးမှာကျွန်တော်တို့ကိုအသက်ပေးတဲ့နှုတ်ကပတ်တော်ကနေကဘာတဝမ်းလုံးမှာရှိတဲ့ကက်သလစ်ဘာသာဝင်တွေအတွက်သတ်မှတ်ပေးထားတဲ့တမန်ကျမ်းစာမှာဘာအကြောင်းရလဲဆိုတဲ့အခါကျရင်ပထမအဒဝင်ဒူတနင်းကွင်းလေးကတော့ကျွန်တော်တို့ခရိယန်ဘာသာဝင်တွေဆိုတာဟာတတိပရိယနဲ့ဖျားသခင်ရဲ့ကြွမြန်းခြင်းကိုမျှော်လင့်ခြင်းနဲ့စောင့်မျှော်နေရမယ်ဆိုတဲ့ hope and vigilance ဆိုတဲ့တရားပေါ်မှာဖျားသခင်ရဲ့ ဇပေးနှုတ်ကပတ်တော်ကကျွန်တို့ကိုထောက်ရှုစဉ်းစားသေးပါတယ်ဆိုတော့တတိဝရိယနဲ့မျောလင်ခြင်းနဲ့ဆောင်းဆိုင်ခြင်းဆိုတာကိုပုံရံမင်းကြီးအရှင်သူမြတ်ဖရန်စစ်က2025ခုနှစ်ကဒီဂျူဘလီနှစ်ဖြစ်ရမယ်လို့အာသူသတ်မှတ်တဲ့အခါမှာရွေးချယ်ခဲ့တဲ့ခေါင်းစဉ်လေးပေါ့ The Pilgrim of Hope လို့ခေါ်တဲ့မျောလင်ခြင်း၌ခီးသွားနေသောသူတို့သမ ्या ဆိုတဲ့ ဒီခေါင်းစဉ်လေးကိုသူရွေးချယ်ခဲ့တယ်ပေါ့အဲ့လိုရွေးချယ်တဲ့အခါမှာဘာတွေ့ရလဲဆိုတဲ့အခါကြလို့ရှင်ဒီကဘာတဝမ်းလုံးကနေပြီးတော့ပေါ့နော်ဒီ jubilee နှစ်မှာအသုံးပြုမဲ့ logo အမှတ်တံဆိပ်လေးကိုရွေးချယ်တဲ့အခါမှာနောက်ဆုံးပိတ်ကပိုရန်မင်းကြီးအရှင်သူမြတ် Francis ကရွေးချယ်ခဲ့တဲ့ logo လေးကတော့အရက်လေးမျက်နှာမှာရှိတဲ့အယောင်သွေးမတူကြတဲ့လူတွေအားလုံးဟာတယောက်နဲ့တယောက်ဖတ်တွေ့ထားပြီးတော့အရှိမှာတော့ခရစ်တုဖြစ်တဲ့ကားတိုင်းနဲ့ ိုင်းတပိုးတွေထနေတဲ့ပင်လယ်ပြင်မှာလေစီးပြီးတော့မှကြောက်ချထားတဲ့ပုံလေးကိုပုပ်ဖရန်စစ်ကရွေးချယ်ခဲ့ပါတယ်။အတိဘယ်ကဘာကိုပြောချင်တာလဲဆိုတဲ့အခါကျရင်မျောလင်းခြင်းနဲ့အသက်ရှင်ခိုင်းနေဆိုတာဟာမျောလင်းခြင်းကင်းပြောက်တဲ့မငြိမ်သက်မှုတွေယောဂဝေဒနာတွေစပေးရနေကြတဲ့မှာမှဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုသခင်ခွတ်တော်၌မိကိုအားတာပြီး တယောက်နဲ့တယောက်အတူတကွသွာလာနေခြင်းဟာကျွန်းတို့ခရိယန်ဘဝရဲ့အနှစ်သာရဖြစ်တယ်ဆိုတဲ့အကြောင်းကိုပိုဟမ်မင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာဝိညာဉ်တော်မြတ်ဖျားရဲ့နိုင်ငံဥဆောင်မှုအောက်၌ကဘာတဝမ်းလုံးမှာ ခရိယန်ဘာသာဝင်တွေအတွက် The Year of Jubilee 2025 2025ခုနှစ်ဟာဂျူဘလီနှစ်ဖြစ်ပြီးမျောလင်းခြင်း၌ခီးသွားနေသောဘုရားပုသူတော်စင်များနှစ်ဆိုပြီးသတ်မှတ်ခဲ့ပါတယ်။ယာဒဝင်တူပထမတနင်္ဂနွေနေ့ရဲ့ကြားနာရတဲ့နှုတ်ကပတ်တွေကို ကြည့်တဲ့အခါမှာဒီနေ့ကြားရတဲ့ပထမကျမ်းဟေရှာယအနာဂတ်ထီကျမ်းထဲမှာဟေရှာယပရောဖက်ကဖျားသခင်ရဲ့ကြီးလူတော်နဲ့ယူပါယုံရတဲ့အခါမှာဘာတွေ့ရလဲဆိုရင်မြင်မာတဲ့ဂျေရုဆလင်တောင်ပေါ်ကြီးပေါ်မှာအနေနဲ့အရရက်ကနေကဘာတဝန်းလုံးကလာကြတဲ့လူတွေဟာဒီဂျေရုဆလင်တောင်ပေါ်ကြီးမှာရှိတဲ့ဖျားကြောင်ဗိမာန်ကြီးပေါ်မှာသူတို့လာရောက်ပြီးတော့မှဖျားသခင်ကိုဝတ်ပြုပိုးွယ်တဲ့အခါမှာသူ့ရဲ့ဘဝအသက်တာဟာပြေဝဆုံလင်ခြင်းနဲ့ ပျော်ရွှင်ခြင်းဆိုတဲ့စစ်မှန်တဲ့အနှစ်သာရရဲ့ယူပါယုံကို Prophet Hesaya ကရရှိပါတယ်။ဒီကျမ်းရဲ့နတ်အိဗယ်မှာဘာတွေ့ရလဲဆိုရင်ကျွန်တော်တို့အားလုံးဟာအချိန်တစ်ခါကြလို့ရှင်ထာဝရဂျေရုဆလင်ဖြစ်တဲ့အင်တော်ကြီးအတွက်ကျွန်တော်တို့လူသားတွေဟာဒီလောကမှာခေးသွားနေကြတဲ့အခါမှာလက်တလောတွေ့ကြုံရတဲ့အခက်ခဲတွေပြဿနာတွေဆုံးရှုံးမှုတွေဒါတွေဟာနောက်ဆုံးမဟုတ်ဘဲနဲ့ကျွန်တော်တို့နောက်ဆုံးပန်းနိုင်ဟာ ကျွန်တို့ဟာဘုရားသခင်ဖန်ဆင်းပေးထားတဲ့သာဝရဂျေရုဆလင်အိမ်တော်ကြီးပေါ်မှာကျွန်တို့အားလုံးဟာတနေ့တနိုင်လူတို့ဟာသွားလာရမယ်ဆိုတဲ့ကျွန်တို့တူးစီကိုမျှော်လင့်ချက်ပေးတဲ့သတင်းစကားပဲဖြစ်ပါတယ်။အဲဒီသတင်းစကားကိုကျွန်တို့ဟာနားလည်ဖို့အသက်ရှင်ဖို့ဘလူနီးနဲ့မျှော်လင့်ခြင်းနဲ့အသက်ရှင်ရမလဲဆိုတဲ့မေးခွန်းပဲဖြစ်လာပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့တုန်းက ပိုဟမ်မင်းကြီး Francis ကကဘာတဝမ်းလုံးကိုငင်းငင်းကြီးတဝင်တော်ရေးတဲ့အချိန်မှာဘာပြောသလဲဆိုတဲ့အခါကြလို့ရှင်လောကကြီးမှာစစ်ပွဲတွေဖြစ်နေတယ်ရုရှားနဲ့ယူကရိန်းပါလက်စတိုင်းနဲ့အစ္စရေးလ်ကဘာတဝမ်းလုံးမှာမငြိမ်သက်မှုတွေရှိနေတယ်ဒါပေမဲ့လို့ဒီမငြိမ်သက်မှုတွေရှားတဲ့မှာငြိမ်သက်ခြင်းကိုရှာဖွေတွေ့ရှိဖို့အတွက်သူတို့တို့နှလုံးသားတကားတွေကိုပွင့်ပြီးနှလုံးသား၌ဘုရားသခင်ကြိုက်နှစ်သက်တဲ့အသက်တာမှာအပြစ်ခွင့်လွတ်ခြင်း ကျွေးမိများကို ပြင်လျှော့ပေးခြင်းရရှိတဲ့ကိုယ့်ရဲ့ resources တွေဖြစ်တဲ့ဘုရားသခင်ပေးလာတဲ့ကောင်းကြီးတွေကိုကောင်းတဲ့နေရာတွေမှာအသုံးပြုခြင်းအဖြစ်ငြိမ်းချမ်းခြင်းကိုတည်ဆောက်နိုင်တယ်ဆိုပြီးကဘာတော်လုံးကိုသူဟာချပြခဲ့ပါတယ်။ဒါကြောင့်မလို့ဒီကနေ့အတွင်တို့ပထမတနင်္ဂနွေနေ့ရဲ့အေဝံလီကျမ်းစာတော်မြတ်ထဲမှာသခင်ခရစ်တော်တတ်တော်ထင်ရှားရှိတုန်းကဒါကိုပဲပြောခဲ့တာပါ။လူတွေဖြစ်တဲ့အတွက် နေရမယ်၊စားရမယ်၊ထိမ်းမြားရမယ်ဒီလောကမှာရှိတဲ့အရာတွေကိုကျွန်တော်တို့အသုံးပြုကြပါတယ်။ ို့တော့ညာလည်းပဲကျွန်တို့လူသားတွေရဲ့ဘဝအသက်တာဆိုတာဟာဒီလောကမှာနေပြီးမှာမဟုတ်ပါဘူးဒီလောကရဲ့သာရအသက်ရှင်ခြင်းခီးဆိုတဲ့အရာကိုဒီနေ့ပထမကျမ်းစာမှာ Prophet Hishaya မြင်တယ်လို့သာရဂျေရုဆလင်ကိုသွားတဲ့အခါမှာကျွန်တို့တို့ကိုဒီနေ့အေးဝင်ကလေးကျမ်းစာအဖြစ်ပြသိပေးတဲ့အချက်ကလေးတစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုရင်လောကအရာတွေမှာအသုံးပြုနေရင်းနဲ့သာရဒီမဲ့အရာတစ်ခုအတွက်ကျွန်တို့တို့ဟာအမြဲတမ်းသတိဝိရိယနဲ့မျှော်လင့်ခြင်းနဲ့စောင့်ဆိုင်းဖို့အတွက် stay awake ကျွန်တို့တို့ဟာအမြဲတမ်း မျှော်လင့်ခြင်း၌တတိဝိရိယနဲ့ဆောင်ဆိုင်ရမယ့်လူတွေဖြစ်တယ်ဆိုတာကိုဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာကျွန်တော်တို့ကိုဒီပေးနှိုးဆော်ထားပါတယ်။ချစ်လာတော်သောဘာသူဓမ္မမိတ်ဆွေပေါင်းတို့ကျွန်တော်တို့အားလုံးဟာစေကျော်ခြင်းမင်္ဂလာခံယူပြီးတဲ့နောက်မှာကျွန်တော်တို့ဘုရားသခင်ရဲ့သားသမီးတွေဖြစ်လာကြပါတယ်။ဒါဟာကြီးမားတဲ့ကျွန်တော်တို့ကိုခင်ခွတ်တော်ရဲ့အသွေးတော်အပြင်ဘုရားသခင်ပေးတဲ့လက်ဆောင်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာတာမန်လူသားတွေမဟုတ်ဘဲနဲ့ဘုရားချစ်တဲ့သားသမီးတွေဖြစ်တဲ့အတွက်စေကျော်ခြင်းမင်္ဂလာကရရှိခဲ့တဲ့ ကျေးဇူးတော်တွေကြောင့်ကျွန်တို့တို့ဟာအမှောင်ထဲမှာထက်အလင်းရဲ့သားများဖြစ်ပြီးအဲ့အလင်း၌ရှောင်းလန်းခြင်းအပြင်ကျွန်တို့တို့ဟာသာရဒုက္ခချမ်းသာအတွက်မျှလင့်ခြင်း၌ပြင်ဆင်နေကြရတယ်ဆိုတာကိုဒီနေ့အာဒဝန်ဒူပထမတနင်္ဂနွေနေ့အပြင်ကျွန်တို့တို့ကိုနှုတ်ကပတ်တော်ကတည်ပြေးပါတယ်ဒါကြောင့်မလို့ချစ်လာစွာသောဘာသူတမမိတ်ဆွေအပေါင်းတို့အာဒဝန်ဒူပထမတနင်္ဂနွေနေ့မှာဝိညာဉ်ဆိုင်ရာအတွက်ချက်ကလေးတစ်ချက်ဒီလိုကထောက်ရှိရအောင် the hope and vigilance ကျွန်တို့တို့လောကအတ္တတာမှာရှင်သန်နေတဲ့အခါမှာတတိဝိရိယနဲ့ ကျွန်တို့လောကထက်ပိုပြီးကျွန်တို့ကိုအမှန်တရားသိရှိရဖို့ပို့ဆောင်ပေးနိုင်တဲ့သာရဒုက္ခချမ်းသာဘုံအတွက်ကျွန်တို့တွေညှော်လင့်ခြင်းနဲ့ယခုကဲသို့သောကျွန်တို့နေတဲ့ဘဝတက်တာ၌လိုအပ်ချက်တွေမပြည့်စုံခြင်းတွေကြားထဲမှာကျွန်တို့ညှော်လင့်ချက်ကိုမပောက်စေဘဲနဲ့ရရှိထားတဲ့တကရမန်တူရဲ့ကျေးဇူးတော်အဖြစ်ဂရိုရှင်ကိုအမြဲတမ်းမျက်မှောက်ပြုတင်အဖြစ်အဒွန်နုကာလာရဲ့ပထမတနင်္ဂနွေနေ့ကိုလူကဖျက်တမ်းချောက်လန်းရအောင်လို့အလုံးကိုဖိတ်ခေါ်ပါရစေ အဒဝင်ဒူပထမတနင်္ဂနွေနေ့ကိုကျင်းပခြင်းအပြင်ကျွန်တော်တို့အားလုံးဟာဘာသာရေးနှစ်တနစ်နှစ်ကိုစတင်ပြီးဝင်ရောက်လာပြီဖြစ်ပါတယ်အဒဝင်ဒူဆိုတဲ့စကားလုံးလေးကတော့လက်တင်ဘာသာစကားလာပြီး Adventus လို့တေပေရပါတယ်အင်္ဂလိပ်လိုတော့ Coming or Arrival ကြောင်မြန်းခြင်းရောက်ရှိခြင်းဆိုတဲ့တေပေလေးကိုသိဥဆောင်ပါတယ်ဒီအဒဝင်ဒူအချိန်ကာလကကျွန်တော်တို့၄ဘက်ထားရှိပါတယ် ပထမ advent do ဒုတိယ advent do တတိယ advent do နဲ့စတုတ္ထ advent do တင်းငွေနေနေတွေဖြစ်ပြီးကျွန်တော်တို့ဟာစတုတ္ထ advent do တင်းငွေနေနေပြီးတာနဲ့ Christmas ပွဲကိုကျွန်တော်တို့ကျင်းပကြရမှာပဲဖြစ်ပါတယ်သခင်ခရစ်တော်ရဲ့မွေးဖွားခြင်းလူဖြစ်ကိုလူစားတီကိုယူခြင်းဆိုတဲ့ Christmas ပွဲကိုကျင်းပပါတယ်ဆိုတော့ဒီတစ်ပတ် advent do ပထမတင်းငွေနေနေကတော့ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ကက်သလစ်ဘာသာဝင်များအတွက်ဖျားပေးနှုတ်ကပတ်ကျမ်းကတော့ ကျွန်တော်တို့တူဦးစီဟာပฏิဝိရိယနဲ့တခင်ခရစ်တော်ရဲ့ကြော်မြန်းခြင်းကိုမျှော်လင့်ကြရမယ်ဆိုတဲ့ဖျားပေးနှုတ်ကပတ်တော်ကိုထောက်ရှုစဉ်းစားသေးတာပဲဖြစ်ပါတယ်။ Advent do အချိန်ကာလလေးမှာကျွန်တော်တို့ဟာကိုယ့်ရဲ့နှလုံးသားကိုယ့်ရဲ့ဝိညာဉ်ကိုလေးပတ်တာတင်ဆင်နေတဲ့အချိန်မှာ Advent do အချိန်ကာလလေးပတ်ကိုအပိုင်းနှစ်ပိုင်းခွဲခြားထားပါတယ်။ပထမတစ်ပိုင်းကတော့ Advent do ပထမတနင်္ဂနွေနေ့ကနေပြီး ဒီဇင်ဘာလ15ရက်နေ့ကိုတခင်ခွတ်တော်ရဲ့ဒုတိယအကြိမ်ကြွမြန်းခြင်းကိုပြင်ဆင်တဲ့အချိန်ကာလဖြစ်ပါတယ်။အဲဒုတိယအာဒဝင်ဒူအပိုင်းကိုတော့16ရက်နေ့ကနေပြီး24ရက်နေ့အထိခရစ်မတ်တခင်ခွတ်တော်ရဲ့လူပြစ်ကိုယူခြင်းလူစားတီကိုယူခြင်းခရစ်မတ်ပွဲအတွက်အနည်းကပြင်ဆင်ရတဲ့အပိုင်းကြီးနှစ်ပိုင်းပြုလုပ်ထားပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့တွေအာဒဝင်ဒူအချိန်ကာလမှာလည်း ကျွန်တော်တို့ဘုရားကျောင်းထဲမှာ Advantage Reef လို့ခေါ်တဲ့ Advantage ပန်းခွေလေးတွေကိုကျွန်တော်တို့စင်မြန်းပြီးခရမ်းအောင်ပါလာကိုကြည့်ပြီး Advantage တနင်္ဂနွေနေ့တိုင်းမှာကျွန်တော်တို့ဖျောင်းတိုင်းတတိုင်းစီကိုကျွန်တော်တို့စိုက်ထူပြီးမီးလေးတွေထွန်းကြည့်တာကိုတွေ့ရပါတယ်ကျွန်တော်တို့အသင်းတော်ရဲ့ဝိပုယာအကြောင်းတွေကိုအသုံးပြုတဲ့အခါမှာအိဗယ်ရှိပါတယ်သူတစ်ဖြင့် Advantage အချိန်ကာလမှာကျွန်တော်တို့ခရမ်းအောင်ကိုစင်မြန်းခြင်းအဖြစ်ကျွန်တော်တို့ဟာ စောင့်မျှော်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်စေပြီးအဒဝန်ဒူပန်းကွေလေးကတော့ကျွန်တော်တို့ဆပ်ပိုင်းပုံတန်းရှိပြီးဒါဟာသရဒုက္ခချမ်းသာဆိုတဲ့အနတ်အဓိပ္ပာယ်ကိုပြုဖော်ပါတယ်အဲ့ဒီမှာမှပထမဦးဆုံးဖျောက်နိုင်ကိုထူးကြီးတဲ့အခါမှာကျွန်တော်တို့အားလုံးဟာမျှော်လင့်ခြင်း၌ဘုရင်ခရစ်တော်ရဲ့ကြွမြန်းခြင်းကိုစောင့်မျှော်ရရဲဆိုတဲ့အနတ်အဓိပ္ပာယ်လေးနဲ့ကျွန်တော်တို့ဒီအဒဝန်ဒူပထမတနင်္ဂနွေနေ့ကိုကျွန်တော်တို့စတင်ပြီးဖြတ်သန်းလျှောက်လမ်းပါတယ်